ကိုဝင်တားဖို့အတွက်သုံးလခံတားစီထိုးတာကောင်းလားနေတိုင်းဆေးတောက်တာ ကောင်းလားသုံးလခံတားစီထိုးတာနဲ့28ရက်ဆေးကပ်ကိုတရက်တစ်လုံးတောက်တာမှာကောင်းကျိုးဆိုးကျိုးဘလို့ရှိလဲဆိုတာကိုဆရာမကအခုဗီဒီယိုထဲမှာရှင်းပြပေးသွားပါမယ်ရှင်ဆေးဖြတ်လိုက်ပြီးတော့ကလေးပြန်ယူခြင်းနဲ့ဆိုရင်တော့သုံးလခံတားစီက ဆေးဖြတ်ပြီးတော့6လကနေ12လကြာမှပဲကလေးပြန်ရမှာပါဒါပေမဲ့တရက်တစ်လုံးဆေးတောက်တာကတော့ဆေးဖြတ်ပြီးတော့တစ်လအတွင်းမှာပဲကိုဝင်ပြန်ဆောင်လို့ရပါတယ်ကလေးပြန်ယူလို့ရပါတယ်ဘီထွက်ဆူကျူးတွေအနေနဲ့ကတော့3လခန္ဓာဆေးထိုးမယ်ဆိုရင်ဝလာမယ်စိတ်အပြောင်းလဲတွေမြန်မယ်အယိုးပါနိုင်ပါတယ်28ရက်ဆေးတောက်တာကကြာတော့လေ သူကကြရင်သားတွေနာတယ်။နောက်ပြီးပြုတ်ဝံတာတွေရှိတယ်။သွေးခဲနိုင်တယ်ဆိုတော့ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ကိုဝင်တားပေးနိုင်စွမ်းကိုကြည့်မယ်ဆိုရင်တော့သုံးလခန့်တားဆီထိုးတာက64ရာခိုင်နှုန်းထိကိုဝင်တားဆီပြီးနိုင်ပြီးတော့28ရက်ဆီကိုတည့်တလုံးတောက်တာ63ရာခိုင်နှုန်းထိပဲကိုဝင်ကိုတားဆီပြီးနိုင်စွမ်းရှိပါတယ်။ ယာတီလာတော့နိုင်ရှင်ကြည့်မယ်ဆိုရင်တော့၃လခန့်ဒါစီထိုးတာကပထမမှာယာတီမမှန်ဘူးတဖြည်းဖြည်းနဲ့နဲလာမယ်နောက်ဆုံးတစ်နှစ်လောက်ကြာတဲ့အခါမှာယာတီလုံးဝမလာတာတွေရှိပါတယ်28ရက်စီကိုတည့်တဲ့လုံးတောက်မယ်ဆိုရင်တော့ယာတီကပြောနေသူပုံမှန်လေးလာတာမျိုးဖြစ်နိုင်ပါတယ်၃လခန့်တားစီမှာကော28ရက်တရက်တလုံးတောင်းရတဲ့စီမှာကောအာသာချက်အားနေချက်တွေကိုစီရှိတာမို့လို့ဘယ်ဟာပိုကောင်းတယ်ဘယ်ဟာပိုရွေးချယ်တင်ပါတယ်ဆိုတာတော့ပြောရခက်ပါတယ်ရှင် ကိုကဆေးဖြတ်ပြီးတော့ကိုဝင်ချက်ချင်းပြန်လိုချင်နေဆိုရင်တော့တရက်တစ်လုံးတောင်းရတဲ့28ရက်စီကတ်ကိုရွေးပါတကယ်လို့ကိစ္စမရှိဘူးရရတယ်ကိုကဆေးဖြတ်ပြီး6လတစ်နှစ်လောက်မှကိုဝင်ရလဲကိစ္စမရှိဘူးဆိုရင်တော့ double injection ကိုရွေးပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာ Grace ပါ